င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စကိုင်းတိုင်းစလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်ကျင်းဒီစီမံကိန်းနာကအစဲတဲရွာဟောင်းကိုစစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးပြီးဖမ်းဆီးတပ်ပြတ်ထားတဲ့ဒေသခံတွေရဲ့အလောင်းတွေကိုအော်တိုဘားလ23ရက်နေ့ဒီကနေ့အထိကောက်ယူလို့မရသေးဘူးလို့ဒေသခံတွေစီကသိရပါဗျာ စစ်တပ်ကအော်တိုဘားလ18ရက်နေ့ကဆလင်းကြီးမြို့နယ်ထဲကညောင်ပင်ကြီးရွာ၊ရွှေလေးရွာ၊ဆယ်တဲရွာ၊ပလောင်ရွာ၊တုံရွာ၊တောချောင်းရွာတွေကိုစစ်ကြောင်းနှစ်ကြောင်းနဲ့စစ်ကြောင်းထိုးပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့လိုတက်ဖြတ်ခံထားသူတွေတဲကနှစ်ယောက်ရဲ့အလောင်းကိုပဲကောက်လို့ရခဲ့ပြီးမိသူကြိုထားခဲ့ပေမဲ့ကျန်တဲ့အလောင်းတွေကိုတော့မကောက်နိုင်သေးတာကြောင့်မိမတကြိုရသေးဘူးလို့စလင်းကြီးအင်အားစုတပိတ်စစ်ကြောင်းကကိုရာစာကပြောပါတယ်။ ဆယ်တဲရွာတဲ့အနောက်ပိုင်းမှာစစ်တပ်ကတတ်ထားတဲ့အလောင်းတွေတန်းစီနေတယ်လို့လည်းသူကဆိုပါတယ်။အလောင်းတွေနားမှာစစ်တပ်ကကင်းဘုံတွေချပြီးစောင့်ကြည့်နေတဲ့အတွက်ဘသူဘဝတိတ်ဆုံးတာဖမ်းဆီးခံရတယ်ဆိုတာအတိပြုလို့မရသေးဘူးလို့သိရပါတယ်ရှင်။မိုးကုန်းမြို့ကိုစစ်ကောင်စီတပ်ကဇက်တိုက်ဖုံးကျဲနေပြီ မိုးကုန်းမြို့ကဖူဆယ်ဘောလုံးကွင်းကိုအော်တိုဘားလ22ရက်နေ့ညနေ3နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဘောလုံးကစားနေတဲ့ကလေး3ယောက်သေဆုံးပြီး12ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တန်တက် TNLC ကသိရပါဗါးဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်တန်တက် TNL ထင်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုန်းမြို့ကိုစစ်ကောင်စစ်တပ်ကဇတိုက်ဘုံကျဲနေပြီးအရှေ့ပိုင်းကန်တော်ရက်ွက်မှာရှိတဲ့ဖူဆယ်ဘောလုံးကွင်းကိုအော်တိုဘားလ22ရက်ညနေ3နာရီချိန်လောက်မှာ ဒီကြောင်းကနေအခုလအတွင်းသုံးချိန်မြောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNN စီကသိရပါဗျ။စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲမှုကြောင့်ဘောလုံးကွင်းမှာကစားနေတဲ့ကလေး၃ယောက်တိစုံခဲ့ပြီး၁၂ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေရှင်လုံးလဲထိခိုက်ပျက်စီးခဲ့တာထိခိုက်ဒဏ်ရာရသူတွေကတော့မိုးကုတ်ဆေးရုံမှာဆေးဝါးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ နေ့လယ်3နာရီဝန်းကျင်မှာစစ်ကောင်စီတီဒီမော့ကုံမြို့အရှေ့ပိုင်းကိုလာရောက်ပြီးတော့မှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီပုံကျဲတိုက်ခိုက်မှုမှာဒီအယက်တာကလေးငယ်3ဦးတိတ်ဆုံးပြီးတော့မှ4ဦးထိခိုက်ဒဏ်ရာရပါတယ်။နေ6လုံးနဲ့ထိခိုက်ပျက်စီးသွားပါတယ်။ကလေးငယ်2ယောက်နဲ့ယောက်ျားလေး1ယောက်ဖြစ်တဲ့ကလေးတွေကဒီ17ဆနစ်အရွယ်လောက်ပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကမော့ကုံမြို့ ပိတ်ဆက်ရက်ကွက်အနီးရှမ်းကြောင်းအနောက်တောထဲကိုအော်တိုဘာလ21ရက်ညနေ3နာရီလောက်မှာဘုံတလုံးကျချခဲ့ပြီးတဲ့နောက်6မိနစ်အကြာမှာပူစဲဘလုံးကွင်းကိုထပ်မံလာကျဲခဲ့တာလို့မျိုးကန်တွေကပြောပါတယ်။စစ်ကောင်စီတပ်ကမိုးကုတ်မြို့ကိုအော်တိုဘာလအတွင်းဒေသောင်းကနေအခုတစ်ချိန်ပါဝင်3ချိန်မုံကျဲတိုက်ခိုက်ခဲ့ပြီးအခုတစ်ချိန်မှာလူသေဆုံးထိခိုက်တာတွေရှိခဲ့တာလို့ဆိုပါတယ်။မိမိလေးပဲဟဲ့ရေလုံးပြရတာတော့ဒီတက်စီသွားတဲ့ဒီလူတွေရဲ့ဟိုအိမ်ကြီးပေါ့နော်။အဲ့ဒါတွေပဲအရင်မြင်ရတယ်။ကျင်းမက်တစ်ခုချလိုက်ပြီးဆိုရင် ပဲဖွဲ့စည်းရောမှမှလည်းမရှိခဲ့ဘူး။ပဲဖွဲ့စည်းပုံမှန်မှလည်းမကြောက်ရောက်ခဲ့ဘူး။ထိခဲ့တဲ့နေရာ၊ကြောက်ခဲ့တဲ့နေရာတွေအကုန်လုံးကလည်းတကယ်ပြည်လူတွေပေါ်မှာပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့တကယ်ညံ့လာခဲ့တဲ့လူတွေကလည်းပြည်လူတွေပဲ၊ထိခိုက်ခဲ့တဲ့လူတွေကလည်းပြည်လူတွေပဲ။တည်ဆုံးခဲ့တဲ့လူတွေကလည်းပြည်လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လို့စိတ်မကောင်းလည်းရောက်ပါတော့။ပြည်လူတွေအားလုံးကိုညံ့ညာပြီးတော့မှဒီဒုက္ခအနေနဲ့အများဆုံးလူစိတ်ရှင်တာပေါ့။ မိုးကုံမြို့ကိုပြန်ရဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကမိုးကုံမြို့နဲ့မိုင်90ကျော်မှာရောက်ရှိနေပြီးမိုးကုံမြို့ထဲကိုလေကြောင်းကနေပါဗုံးကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။မိုးကုံမြို့ကိုဗုံးကျဲတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေပေမဲ့လက်ခီးအစ်စင်မပြေတဲ့အတွက်ဒေသခံတွေဟာမြို့ကနေထွက်ပြေးတိမ်းရှောင်ဖို့အခက်အခဲတွေရှိနေပါဗျ။ မုတ်ခုချင်းတွေဘာတွေမလုပ်တာမျိုးမရှိတော့ခါကျွန်တော်ကုတွဲလောင်ခြုံနေနေတာဆိုတော့မရှိဘူးအဲ့လိုမျိုးခံစားရတော့ပဲဘီလူပီးရမအောင်ကိုကမတိရအောင်အဲလီလာဘီဆိုတာနဲ့ကိုမှာအဲလက်တီတုံးရင်းနေတုံးအဲပြုရှင်ခြေထားကလည်းပျော့ခွေသွားအဲ့နေရာမှာပဲလေတကယ်လို့အဲကိုနာမှာကြာမယ်ဆိုရင်တော့မကိုကဘယ်လို ပေးချင်းဘလို့ဖြစ်လို့ဖြစ်သွားမှန်းတော့တိမောင်မဟုတ်တဲ့ချီနေကွာသူတို့က point တွေပါတယ်ရှိတဲ့နေရာမှာမချက်ချင်းချပြီးဆက်ရှင်ပြန်တဲ့အနေထားဆိုတော့လေစစ်ကောင်စီတပ်ကမိုးကုံမြို့နောက်ပိုင်းကြောက်ဖားရွာနေကချက်ချံကိုအော်တိုဘာလ20ရက်မှာရေချောင်းကနေဘုံကျဲခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ပါဘူးမိုးကုံမြို့ကိုစစ်ကောင်စီတပ်ကဩဂတ်လနဲ့စက်တင်ဘာလ2လအတွင်းဒီကြောင်ကနေရှစ်ကျင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူရောက်60ထက်မနည်းတိုက်ဆုံခဲ့တယ်လို့ DBB ကစုဆောင်းထားတဲ့အချက်အလက်တွေအရသိရပါဗျ။ကျွန်တော်လင်းပါ Starlink Internet ဝန်ဆောင်မှုရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX ကမြန်မာနိုင်ငံမှာရှိနေတဲ့ကြားဖြန့်ငွေလင်ခိုင်းတွေကလိုတန်တရားရှိတဲ့ Starlink အလုံး2500ကျော်ကိုပိတ်လိုက်တယ်လို့ SpaceX ရဲ့ Starlink လုပ်ငန်းဌာနဒုတိယဥက္ကဋ္ဌ Laurentria ကလူမှုကွန်ရက် X မှာဖော်ပြပါဗျ။ American Outlook တော်ကမြန်မာနိုင်ငံကငွေလင်ခိုင်းတွေနဲ့ Starlink ပတ်သက်မှုကိုစုံစမ်းစစ်ဆေးနေတဲ့အချိန်မှာအခုလိုပိတ်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာချားပြက်လုပ်ငန်းတွေကိုထိုင်းမြန်မာနယ်စပ်ကစစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ် PGF ထိန်းချုပ်တဲ့နေရာတွေမှာအများစုလုပ်ကိုင်နေတာဖြစ်ပါတယ်။အဲ့ဒီထိုင်းမြန်မာနယ်စပ်ကနာမည်ဆုံးတဲ့ကြော်ကြတဲ့ online ငွေလိမ်ခိုင်းတွေ၊ကြားဖြတ်လုပ်ငန်းတွေမှာတုံးတဲ့ internet line တွေကိုထိုင်းဘက်ကဖြတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီကြားဖြတ်လုပ်ငန်းတွေဟာ Starlink ကိုပြောင်းပြီးအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းဆရာနာရှင်ကိုတော်လှန်နေတဲ့တော်လှန်ရေးတပ်တွေဟာဆက်သွယ်ရေးအတွက် Starlink Internet ကိုမှီခိုနေကြရတာဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့တော်လှန်ရေးတပ်ဖွဲ့တချို့သုံးတဲ့ Starlink တွေပါမရတော့ဘူးလို့ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်ခဲ့ပါတယ်ရှင်မန္တလေးတိုင်းမတရားမြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးနေပြီးအရသားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။အင်အား၃၀၀ကျော်ပါတဲ့စစ်ကြောင်းကစစ်ကြောင်းထိုးနေတာ၃လဝန်းကျင်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကအင်ကုန်းရွာဘက်ကရွာသားတယောက်ကိုပြစ်တက်ခဲ့ပါသေးတယ်။ အဲ့ဒီစစ်တောင်းကကြေးရော်ကမထွက်သေးတာကြောင့်အလောင်းမကောက်ရသေးဘူးလို့ဒေသခံစစ်ပေးဆောင်တအိုးကပြောပြပါဗျ။လက်ရှိစစ်တောင်းတွေက အုံးပင်ရွာနဲ့တတအိုးရွာဘက်မှာတကြောင်မတရားမြောက်ချမ်းကျွဲကြရွာဘက်မှာတကြောင်နဲ့မတရားမြောက်ဘက်တငါတောင်ရွာဘက်မှာတကြောင်ရှိနေပါဗျ။စစ်တပ်ကစစ်တောင်းထိုးရင်ဖမ်းမိတဲ့ရွာသားတွေကိုတရားခံအဖြစ်ဖမ်းခေါ်ကနောက်တရွာရောက်ရင်ပြန်လွှတ်ပေးတာတွေရှိသလိုပြန်မလွှတ်ပေးဘဲဆက်လက်ဖမ်းဆီးခေါ်သွားတဲ့ရွာသားတွေလည်းရှိနေတယ်လို့နောက်ထပ်ရွာသားတအိုးကပြောပြပါဗျ။ဒါ့အပြင်စစ်တပ်ကမတရားမျိုးနဲ့ ယ်တဲ့စစ်ကြောင်းထိုးတဲ့နေရာမှာတိုက်ခိုက်ရေးလေယာဉ်မျိုးစုံအပါအဝင်စက်တပ်လေးထီးနဲ့ drone တွေနဲ့ပါဖုံးကျဲတိုက်ခိုက်နေတယ်လို့လက်နက်ကြီးတွေအများဆုံးအသုံးပြုတိုက်ခိုက်နေရလို့ဒေသခံတွေစီကနေတစင်သိရပါဗျ။လက်ရှိစစ်တပ်ကမတရားမျိုးနယ်တဲ့ကိုမြေပြင်ကနေစစ်ကြောင်းအားဖြည့်တာမှာမန္တလေးမြို့ကနေကုန်းလန်းရောရေလန်းကနေပါအင်အားဖြည့်တင်ပေးနေတယ်လို့သိရပါဗျရှင်။ TVO မြန်မာကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်